ဘက်ပွဲစဉ်30ရက်စနေနေ့မှာတော့အသင်းကြီးတွေအများစု ရှင်ပြိုင်ကစားတော့မှာဖြစ်ပြီးတော့စပါနဲ့ချယ်ဆီပွဲကတော့ကျွန်တော်အဲ့ဒီပွဲစဉ်နဲ့ပတ်သက်တဲ့ preview လေးသက်သက်တင်ဆက်ပေးပြီးတာကျွန်တော်ရဲ့ YouTube channel နဲ့ Facebook မှာတင်ထားပေးပြီးပြီဆိုတော့စနေနေ့ညမှာကစားသွားမယ့်အသင်းကြီးတွေအကြောင်းကိုကျွန်တော်ရေဘူရအမြင်လေးကိုခြုံငုံပြီးတော့သုံးသပ်ပေးခြင်းပါတယ် commentary by so youtube channel ရနေပြီးတော့ကြိုဆိုပါရစေဒီဘက်ပွဲစဉ်30ရက်စနေနေ့မှာတော့အသင်းကြီးတွေအများစုရှင်ပြိုင်ကစားသွားမှာဖြစ်ပြီးတော့ဒါအစောပိုင်းပွဲစဉ်အနေနဲ့ Burnley နဲ့ Arsenal ကစားသွားဖို့ရှိတယ် Forest နဲ့ United တို့ကစားသွားဖို့ရှိသလိုညညနေပိုင်းအချိန်မှာတော့ Liverpool နဲ့ Villa တို့ရှင်ပြိုင်ကစားသွားမယ်ဒီပွဲစဉ်၃ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြင်လေးကိုပြောသွားချင်ပါတယ် Burnley နဲ့ Arsenal ပွဲစဉ်မှာတော့ Arsenal အသင်းရဲ့သူတို့ရဲ့အကောင်းဆုံးခြေစွမ်းကို ဗန်လီကွင်းမှာထက်မှန်စမ်းသက်ခံရမှာဖြစ်ပြီးတော့အာဆင်နယ်အသင်းကပြီးခဲ့တဲ့အော်တိုဘားလာတွင်ကစားခဲ့တဲ့ပြိုင်ပွဲစုံ6ပွဲဆက်တိုက်ပေကိုမရှိအနိုင်ရပြီးတော့အင်္ဂလိပ်ကလပ်အသင်းတွေထဲမှာလာတလာတွင် ပေကိုမရှိပွဲတိုင်းအနိုင်ရတဲ့ပထမဆုံးအသင်းဆိုတဲ့မှတ်တမ်းကို ပိုင်ဆိုင်ခဲ့တယ်ပရီးမီးယားလီဂ်မှာလည်းအာဆင်နယ်အသင်းက9ဆုံး4ပွဲဆက်အနိုင်ရပြီးတော့နောက်ဆုံး၃ပွဲဆက်ကကလင်းရှစ်တင်နဲ့နိုင်ထားတယ်။အနည်းဆုံးအနေနဲ့ကြည့်မယ်ဆိုရင်ပြီးခဲ့တဲ့တစ်ပတ်ကကစားခဲ့တဲ့ဖဲလစ်နဲ့ပွဲစဉ်မှာလည်းတကူကူမရှိဆိုတဲ့ရလန့်နဲ့ကက်ပြီးတော့ အနိုင်ရခဲ့သလိုကြားထဲမှာကစားသွားခဲ့တဲ့လီဖလာပွဲစဉ်မှာလည်း Brighton သင်းကိုလူငယ်ကစားသမားအများစုနဲ့အရန်နေအသုံးပြုပြီးတော့2-0နဲ့အနိုင်ရထားတယ်။ Burnley သင်းကတော့ Premier League မှာနှစ်ပွဲဆက်အနိုင်ရထားပြီးတော့တော်တော်လေးပုံစံကောင်းပြနေတဲ့သင်း Burnley သင်းနဲ့ပတ်သက်ရင်သတိထားမယ့်ချက်ကသူတို့ရဲ့ဘယ်ချမ်းမှာဘယ်ချမ်းမှာ ရှေ့မှာ Jadon Antonio လည်းတော်တော်လေးမျက်နှုံးမြင့်ပြီးတော့ပြိုင်ဘက်ခံစစ်ကိုထိုးဖောက်နိုင်သလိုနောက်ကအသင့်ရှိနေတဲ့ဒါ Hatman ကလည်း တောက်လျှောက်ဂိုးဖန်တီးမှုတွေလုပ်ပြီးတော့ပြီးခဲ့တဲ့ပွဲစဉ်မှာဟက်မန်ဂိုးဖန်တီးမှုတွေလုပ်ခဲ့တယ်တိုက်စစ်မှာတော့ဖလမ်မင်ကိုနီးပြစကော့ပါကာကအသုံးပြုလာခဲ့ပြီးတော့ဗန်လီသင်းရဲ့ကွင်းလေကဖလော်ရင်တီနိုရဲ့ဂျော့ချ်ကူလန်ရဲ့အိုဂိုချူဂူတို့၃ယောက်အတွဲနဲ့ညာချမ်းမှာတော့ဝိုင်းကစားသမားဂျက်ကော့ဘန်လာဆန်ရှိရဲဆိုတော့ဒါဒီတိုက်စစ်နဲ့ကွင်းလေကအာဆင်နယ်ကိုဘယ်လောက်ထိအကောင်းဆုံးတုံ့ပြန်သွားမလဲကြည့်ကြည့်နေဗန်လီသင်းရဲ့ခန့်စစ်ကြောင်းမှာတော့နောက်ပိုင်းမှာ Transvi ကို STV နဲ့တွဲပြီးတော့ညာချမ်းမှာတော့ဝိုင်းရဲ့နောက်ခံလူ ဝော့ကာရှိတယ်ဒီပွဲမှာတော့နီးပြစကော့ပါကာအနေနဲ့အာဆင်နယ်ကိုယင်ဆိုင်ဖို့အတွက်ခန်းစစ်ကိုပို့ပြီးကြစ်လက်အောင်ဆော့လစ်ဖြစ်အောင်လိုဘလော့တွေမစ်ဘလော့တွေနဲ့အစင်းစင်းကာပြီးတော့ကစားဖို့လိုလိမ့်မယ်ကိုသမားဒူဘရကာရဲ့လက်စွမ်းတွေဘယ်လောက်ထိပြနိုင်မလဲဆိုတာကိုလည်းစောင့်ကြည့်သွားရမယ်အာဆင်နယ်ကတော့ဒီပွဲအနိုင်ရခဲ့မယ်ဆိုရင်အနည်းဆုံးပြိုင်ဘက်မန်စီးတီးနဲ့လီဗာပူးကိုရမှတ်6မှတ်နဲ့10မှတ်ထိဖျက်ထားနိုင်မှာဖြစ်ပြီးတော့ဒါပြိုင်ဘက်တွေထက်ပိုပြီးတော့ပွဲစောကစားခွင့်ရတဲ့အနေအထားကြောင့်ဒီခွင့်ရေးကိုအာဆင်နယ်ယူနိုင်မလားဆိုတာကြည့်ရမယ် ာဆင်နယ်ကဒီနေ့ပွဲစဉ်မှာတော့ဒါအသင်းရဲ့အဓိကစားသမားတွေတဲကမာတီနယ်လီပါဖို့မသေးချဘူးကာယာဗတ်တို့အိုရီဂတ်တို့မာဒူအီဂီတို့ဂျေဆုတို့ရှိနေသလိုဒီနေ့မှာလည်းနီးပြအာဒီတာအနေနဲ့အသင်းရဲ့ပွဲထွက်လူစင်မှာတော့ကြီးကြီးမားမားအပြောင်းလဲရှိမယ်လို့မထင်ဘူးတကယ်လို့ဆာလီဘာချက်ခိုင်မှုမပြည့်ပါဘူးဆိုတော့သူ့နေရာမှာမော်စကွာကစားလာမယ်ထင်တယ်။ကွန်းလယ်ပိုင်းမှာလည်းဒီကန်ရိုင်းနဲ့ဇူဘီမန်ဒီတိုက်စစ်ပိုင်းမှာတော့ယော့ဂရက်ဦးစားလာမှာဖြစ်ပြီးတော့ဘယ်ဂျမ်မှာထရော့ဆက်ညာဂျမ်မှာစာကာနဲ့ ွဲလှန်တိုက်စစ်နေရာမှာတော့အစ်ဇေးပဲပါလာမယ်တင်တယ်အစ်ဇေးကတော့ပြီးခဲ့တဲ့အပတ်ကအသင်းဟောင်းနဲ့ပြန်လဲရင်ဆိုင်တဲ့ပွဲစဉ်မှာအနိုင်ကိုကိုသွင်းခဲ့တဲ့ကစားသမားဖြစ်သလိုဒီနေ့မှာလည်းအာဆန်နယ်အသင်းရဲ့အတင်ကြီးဆုံးခြေစွမ်းကိုဘန်လီဘလောက်ထိဟန်တားနိုင်မလဲဆိုတာကြည့်ရမယ်တေချာတော့အာဆန်နယ်အသင်းကဒီအာဒီကစားထားတဲ့ပရီးမီးယားလိဂ်၉ပွဲမှာ၆ပွဲကလင်းရှစ်ရထားခဲ့ပြီးတော့ပြိုင်ပွဲစုံ14ပွဲကစားထားရမှာလည်း17ပွဲထိကလင်းရှစ်ရထားရဲဆိုတော့တော်တော်ကိုကြောက်စရာကောင်းတဲ့ defensive display ကိုပြသထားတယ်ပြီးတော့သူတို့ရဲ့အာသာချက်က set piece တွေ တောင်ကံဘောတွေတောင်ကံဘောကနေဒီယာဒီမှာသွင်းကို9ကိုစပစ်ကနေပင်နယ်ဒီပါချက်တွက်မယ်ဆိုရင်သွင်းကို16ရထားရဲဆိုတော့ open play ကနေပြန်ဘက်က low block တွေ mid block တွေနဲ့အထက်ထက်ကပြီးပိတ်ထားမယ်ဆိုရင်တော့မှအာဆင်နယ်ကသူတို့ရဲ့အားသာတဲ့ set play တွေကနေပြီးတော့ဒီဘက်မှာထက်ပြီးတော့အသာရောက်သွားလိမ့်မယ်ထင်တယ်ဒီဘက်မှာတော့အာဆင်နယ်အနေနဲ့ 1c 2c ဆိုတဲ့ရလဒ်မျိုးနဲ့ထက်ပြီးတော့အနိုင်ရလိမ့်မယ်လို့မျှော်လင့်တယ်နောက်တစ်ပွဲကတော့ forest နဲ့ united ပွဲပါ forest ကတော့လက်ရှိချိန်မှာနီးပြထက်ပြီးတော့ပြောင်းထားတယ်ဒီယာဒီမှာနီးပြ3ယောက်ထိပြောင်းထားတဲ့ သင်နူနိုဆန်တို ထုတ်ပြီးတော့ပေါ်စတီယိုဂလူကိုခန့်တယ်ခုပေါ်စတီယိုဂလူထပ်ထုတ်ပြီးတော့ဝိုင်းရင်ဒီပြရှောင်းတိုက်ကိုထက်ခံထားတယ်ရှောင်းတိုက်ကတော့ပရီးမီးယားလိဒီအောက်ပိုင်းကအသင်းတွေကိုကန်ရွယ်ခဲ့တဲ့အစင်လာရှိပြီးတော့ဒါတန်းစင်းစုံတွေကအသင်းတွေကိုအမြဲတမ်းကဲထုတ်ခဲ့မှုတဲ့မှတ်တမ်းရှိတယ်ရှောင်းတိုက်အနေနဲ့လက်ရှိ forest မှာလည်းဒီလိုပဲထပ်ပြီးတော့တန်းစင်းစုံနဲ့နီးကပ်နေတဲ့တန်းစင်းစုံနဲ့ရောက်ဖို့ရှိနေတဲ့ forest ကိုပြန်ကယ်ထုတ်ရမယ့်အနေအထားမှာရှိနေတယ် ဆိုတော့ရှောင်းတိုင်းနေနဲ့ forestin ကိုဒီလိုတန်းစင်းစုံအခြေအနေရနေပြီးတော့ရုံထွက်သွားနိုင်အောင်စွမ်းဆောင်ပြမလားဆိုတာစောင့်ကြည့်ရမယ်။ forest ကရှောင်းတိုင်းလက်ထက်မှာဒီဖော်တိုကိုယူရိုပါလိပွဲစဉ်မှာ2-0နဲ့အနိုင်ရခဲ့ပေမဲ့လည်းပြီးခဲ့တဲ့ဘက်ကကစားတဲ့ Premier League ပွဲစဉ်မှာတော့ဘုံမောက်သင်းကို2-0နဲ့ရှုံးထားတယ်။အသင်းမှာအားထားတဲ့နောက်ခံလူ owner အိနာဒန်ယာကြောင့်ပါဝင်နိုင်မှာမဟုတ်ပေမဲ့လက်ရှိ forest ရဲ့လူစင်ကအရင်ကြီးနေတဲ့ထက်မှာမပါဘူး။ကွက်လယ်ပိုင်းမှာလည်းဒီနေ့ပွဲစဉ်မှာတော့ Elio Anderson နဲ့ Ryan Reid ကိုသုံးမလားဒါမှမဟုတ်ရင် ဒေါက်ကလပ်လူးဝစ်ကိုတွဲသုံးမလားဆိုတာစောင့်ကြည့်ရမယ်တိုက်စစ်ပိုင်းမှာခရစ်ဆုတ်လည်းပြန်ပြီးတော့ကြက်ခိုင်မှုပြေးလာပြီးဆိုခရစ်ဆုတ်ကိုနီးပြရှောင်းတိုင်းအနေနဲ့ပြန်သုံးမယ်လို့ယူဆရတယ်ဘာဖြစ်လို့ဆိုတော့ရှောင်းတိုင်းနဲ့ခရစ်ဆုတ်ကဘန်လီမှာတွစ်ဆုံခဲ့တဲ့ဒါဆီယာတပယ်ဟောင်းနေဖြစ်ပြီးတော့တောင်မန်နေမှာတော့ O'Drin တို့ Android တို့လိုကစားမမျိုးတွေရှိတယ်အတက်ကင်မီဖီနေရာမှာလည်း Guess why ရှိရဆိုတော့ဒါလူစင်းရတော့အရင်မနေဘူးခန့်စကြောင်းမှာမီလင်ကိုဗစ်တို့မိုရီလိုတို့ရှိတယ်ဘယ်ကြမှာဇန်ချင်ကိုပြန်ကစားနိုင်ပြီညာကြမှာနီကိုဝီလီယံရှိရဆိုတော့မစိုးဘူးကိုသမားနေရာမှာလည်း မတ်ဆဲ Forest ကတော့နေပြည်တော်ရှောင်းတိုက်လက်အောက်မှာ Long Pass တွေကိုတော်တော်လေးအသားပြုကစားလာခဲ့ပြီးတော့ပြီးခဲ့တဲ့ပွဲစဉ်မှာတည်းရှောင်းတိုက်က Long Pass တွေကိုဒါ16.9ခန်းလောက်ထိသုံးခဲ့ပြီးတော့အရင်နည်းပြ Postigo Glue ရဲ့ရှင်မယ်ဆိုရင်2ဆလောက်กว่าနေတယ် Postigo Glue ကတော့8.500ခန်းလောက်ပဲ Long Pass တွေသုံးထားပြီးတော့ Goal မှာ Mass ဲတယောက်ထဲတင်ပြီးခဲ့တဲ့ပုံပေါက်တဲ့ပွဲမှာ Long Pass တွေပေးပို့မှုက25ချိန်ထိလောက်ထားရဲဆိုတော့ကစားဟန်ရတော့ Forest သွားခြင်းနဲ့ counter တွေခံစစ်အသားပြုတဲ့ကစားပုံနဲ့ နီးပြရှောင်းတိုက်ရဲ့ ideology နဲ့ကွက်တီပဲဒါပေမဲ့ချက်ချင်းကြီးအသားကျဖို့ဆိုတာတော့မလွယ်သေးဘူးလို့ထင်တယ် United ကတော့လက်ရှိချိန်မှာ Premier League မှာ၃ပွဲဆက်အနိုင်ရထားခဲ့ပြီးတော့ပွဲစဉ်၃နောက်ပိုင်းကနေစတွက်မယ်ဆိုတော့ United ကရမှတ်၅မှတ်ရှာဖွေထားပြီးတော့သူ့ထက်ရမှတ်ပိုများလာဆိုလို့ Arsenal သတင်းမှရှိတယ်တိုက်စစ်ပိုင်းရကြည့်မယ်ဆိုလို့အဲ့ဒီပွဲစဉ်၃နောက်ပိုင်းကနေစတွက်မယ်ဆိုရင် Twin Go 14ကိုနဲ့လက်ရှိ Premier League မှာအဲ့ဒီကာလာတွင်းမှာ Twin Go အများဆုံးအသင်းဖြစ်လဲမှတ်တမ်းဝင်ထားတယ်ပြီးတော့အသင်းရဲ့အားထားတဲ့တောင်မစားသမားအန်ဘူမိုဆိုရင် အသင်းနဲ့တူလင်းလင်းမြန်မြန်အထိုင်ကျပြီးတော့ဒီရာသီမှာသွင်းကို၄ကိုဂိုးဖန်နေမှုတစ်ကြိမ်လောက်ထားတယ်၂၀၂၅ပြက်ကနေနှစ်အတွင်းမှာအမ်ဘူမောကသွင်းကို၁၄ကိုဂိုးဖန်နေမှု၆ကြိမ်နဲ့သူ့ထက်ပိုများတာဆိုလို့ဆာလာ၂၂ကြိမ်ရဲ့ဟာလန်၂၂ကြိမ်ပဲရှိသေးဆိုအမ်ဘူမောရဲ့ဂိုးသွင်းအားကတော်တော်ကြီးကိုကြောက်စရာကောင်းလာတာကိုတွေ့ရတယ်ပိုပြီးအားရစရာကောင်းတာကအမ်ဘူမောကနောက်ဆုံး၃ပွဲသက်တိုက်သွင်းကိုဒါမှမဟုတ်ဂိုးဖန်နေမှုတွေကိုသက်တိုက်လောက်ထားပြီးတော့ဒီနေ့မှလည်းအမ်ဘူမောရဲ့ညာချမ်းနဲ့ သူ့ကိုနောက်ကနေပံ့ပိုးပေးမယ်အာမတ်တို့ရဲ့ဒီတွဲလုံးတွေကိုအဓိကစောင့်ကြည့်သွားရမယ်ဘဲချန်းကကုညာကလည်းပြီးခဲ့တဲ့ပွဲစဉ်မှာအသင်းအတွက်အဖွင့်ကိုသွင်းနိုင်ခဲ့သလိုဒီနေ့မှာလည်းတန်တက်ဘန်လီနဲ့ပွဲစဉ်မှာဒီတောင်မန်စားသမားနှစ်ယောက်ရဲ့လှုပ်အားနှုန်းကိုစောင့်ကြည့်သွားရမယ်အသင်းလိုက်လည်းကစားကောင်းလာပြီးယုံကြည်မှုလည်းကောင်းလာပြီးဒီပွဲအနိုင်ရခဲ့မယ်ဆိုရင်တိုင်ဘက်အသင်းကြီးတွေရဲ့ချစ်ချော်မှုကိုထပ်ပြီးတော့အသုံးချခွင့်ရှိမှာဆိုတော့အမိုရင်နဲ့ United အနေနဲ့ဘလောက်ထိအခွင့်အရေးယူနိုင်မလဲဆိုတာကတော့စောင့်ကြည့်သွားရမယ်ကျွန်တော်တို့ဒီဘက်မှာ Forest ရဲ့မတည်ငြိမ်တဲ့အနေအထားတွေကို ပုံစံကောင်းရပြီးယုံကြည်မှုမြင်မာတဲ့ United ကကောင်းကောင်းအတုံးချပြီးတော့အဝေးဘက်မှာ2-1လောက်နဲ့နိုင်သွားမယ်လို့ထင်တယ်။စနေညရဲ့နောက်ဆုံးပွဲစဉ်ကတော့ Liverpool နဲ့ Villa တို့အချိန်ပြိုင်ကစားသွားမယ်။ Liverpool တင်းက နောက်ဆုံးကစားတဲ့ Premier League မှာ၄ပွဲစတိုက်ရှုံးထားတယ်။ပြန်ပွဲဆိုနောက်ဆုံး9ပွဲမှာ6ပွဲအထိရှုံးထားပြီးတော်လေးကိုအခြေအနေဆိုးနေတယ်။မနစ်ကတရာသေးလုံးမှမှာ Premier League မှာ၄ပွဲလောက်ပဲရှုံးခဲ့တဲ့ Liverpool တင်းကဒီရာဒီပွဲစဉ်9မှာပဲ၄ပွဲလောက်ရှုံးသွားခဲ့ပြီးတင်းရဲ့ခန့်စစ်ကြောင်းကလည်း နောက်ဆုံးပြိုင်ပွဲဆုံး10ပွဲစတိုက်ဂိုးပေးထားခဲ့ရပြီးတော့နောက်ဆုံး9ပွဲမှာပြိုင်ဘက်ကိုဥဆောင်ဂိုးတွေစာခွင့်ပြုထားရတယ်။ခန်စရောတိုက်စရောတစ်သင်းလုံးကအားနည်းချက်တွေနဲ့ရင်ဆိုင်နေရပြီးတော့ဒီနေ့မှလည်းသူတို့အတွက်ကြီးမားတဲ့စံသက်မှုဖြစ်ဘီလာနဲ့ကစားရမယ်။ဘီလာကရာသီအဖွင့်9ပွဲစတိုက်9ပွဲပျောက်ခဲ့ပြီးနောက်ပိုင်းမှာအခုနောက်ဆုံး4ပွဲဆက်ပရီးမီးယားလိမှာအနိုင်ရပြီးတော့အကောင်းဆုံးပုံစံကိုရနေတယ်။ဆိုတော့ယုံကြည်မှုတအားကိုမြင့်တက်နေတဲ့ဘီလာကပြီးခဲ့တဲ့အပတ်မှာလည်းမန်စီးတီးကိုနိုင်ထားတယ်။ဒီဒီဘက်မှာလည်းလီဗာပူးနဲ့ထပ်ပြီးကစားရမယ်ဆိုတော့အမ်ရီနဲ့ ီလာဘလောက်ထိအကောင်းဆုံးပုံစံနဲ့လီဗာပူးသင်းကိုယင်ဆိုင်သွားမလဲဆိုတာကတော့စောင့်ကြည့်သွားရမယ်။လီဗာပူးသင်းကတော့လက်ရှိချန်ပီယံအသင်းတစ်သင်းနေတဲ့ပရီးမီးယားလိမှာ၄ဘက်ဆက်ရှုံးထားတာဘလို့မှလက်ခံနိုင်စရာမရှိသလို2016ဆက်ကွန်ဘောလုံးရာသီလက်စတာအသင်းနောက်ပိုင်းမှာလက်ရှိချန်ပီယံအသင်းတစ်သင်းနေတဲ့၅ဘက်ဆက်ရှုံးနေမှုဆိုတဲ့မှတ်တမ်းစုံမျိုးဖြစ်မလာဘူးဒီဘက်မှာတော်တော်လေးကိုအရေးကြီးတယ်။ဒီဘဝနဲ့ပတ်သက်ရင်နောက်ထပ်ဆွေးရင်စရာကောင်းတဲ့ချက်ကတော့ပြိုင်ဘက်တွေကသူတို့ကို long pass တွေနဲ့ဒုက္ခပေးပြီးတော့နောက်ဆုံးကစားတဲ့ brand phone နဲ့ပွဲမှာဆိုရင် ရက်ဖို့တင်ရဲ့ကစားပုံကလိုပါဦးသင်းအတွက်လုံးဝကိုစောက်တည်ရမရအောင်ဒုက္ခပေးသွားခဲ့ပြီးတော့လက်ပစ်ဘောတွေအဝေးဘောတွေထဲကံဘောတွေနဲ့ချိတ်ချောက်သွားခဲ့ပြီးတော့ဒီအာဒီမှာတိမ်ဘက်တည်ရဲ့ဒီ long pass တွေနဲ့ကစားမှုတွေကိုအများဆုံးရင်ဆိုင်ထားရတဲ့အသင်းဖြစ်ပြီးတော့အချိန်ပေါင်း980ကြိမ်အထိရင်ဆိုင်ထားရတယ်။ percentage အဖြစ်ပတ်မှာဆိုရင်20ရာခိုင်နှုန်းကျော်ကျော်ကပြိုင်ဘက်တွေကသူတို့ကို long pass တွေနဲ့ထိုးနှက်ပြီးတော့သူတို့ရဲ့အားနည်းချက်ကိုကွက်တိထိုးနှက်ထားနိုင်တာကိုတွေ့ရတယ်။ တိုင်ဘက်စီကနေပြီးတော့အဲ့လိုဒေါင်ကန်ဘောတွေတဲကန်ဘောတွေ throw in အနေနဲ့လာတဲ့အချိန်မှာတော့တော်တော်လေးကိုသူတို့ရဲ့ defensive display ကမေကွန်ထုတ်စရာကောင်းနေတာကိုတွေ့ရတယ်။လီဗာပူးတင်ကဒီအချိန်မှာခံစစ်တစ်ခုတည်းအားနည်းနေရလားဆိုတော့အဲ့လိုလည်းမဟုတ်ဘူး။တိုက်စစ်ပိုင်းကလည်းသူတို့ရဲ့အဓိကစားသမားတွေပုံမှန်ခြေစားကိုရောက်နေတယ်။ဆာလာလိုပြီးခဲ့နှစ်ကစန်ဂျင်တင် goal contribution အများကြီးလုပ်ထားတဲ့ကစားသမားတော်မှာဒီဟာဒီမှာရုံးကန်နေရပြီ။ဆာလာကသူ့ရဲ့ကစားသမားဘဝလီဗာပူးတင်အတွက် goal ပေါင်ပတ်သက်မှု Premier League မှာ285 goal အထိပေါင်ပတ်သက်ထားပြီးတော့တရား 88ဂိုးအသွင်းထားတယ်88ကြိမ်ဖန်တီးထားတယ်ဆိုတော့တကယ်လို့လာဒီဘက်မှာဆာလာနေနဲ့သွင်းကိုတော်လကောင်ဂိုးဖန်တီးမှုတော်လကောင်တစ်ကြိမ်လောက်ရခဲ့မှဆိုရင်ဝိန်းရိုနီရဲ့စံချိန်ကိုလိုက်မိသွားမယ်ဝိန်းရိုနီက286ကြိမ်သွင်းကိုနဲ့ဂိုးဖန်တီးမှု United အတွက်လှုပ်ထားတယ်ဆိုတော့ဆာလာနေနဲ့ဒီဘက်မှာတော့ပြန်ပြီးခြေစွမ်းပြနိုင်မလားဆိုတာစောင့်ကြည့်ရမယ်နောက်တစ်ချက်ကတော့သူတို့ကွန်းလယ်ကိုဘယ်လိုပုံစံမျိုးပွက်ထုတ်မလဲကွန်းလယ်မှာကာတီဂျုံရှိတယ်ဆိုဘာဆိုင်ရှိတယ်မက်ကလစ်စတာရှိတယ်ဂရာဘာဘက်ရှိတယ်ဒီကစားသမားတွေကဘသူ့ကိုပွက်ထုတ်ပြီးတော့ရှေ့မှာရှိတဲ့ဒါ အကတီကေတို့ဂယ်ပိုတို့ဆာလာတို့နဲ့တွဲဖက်ပြီးတော့ဒီကွင်းလေကစားကွက်ကိုတိဆောက်မလဲဆိုတာကလည်းစောင့်ကြည့်သွားရမယ်။ပြိုင်ဘက်ဗီလာအသင်းကတော့ဒီယာဒီမှာ outside the box ကနေသွင်းကို9ဂိုးတိသွင်းထားတဲ့အသင်းဖြစ်ပြီးတော့ Premier League မှာသူ့ထက်ပိုပြီးတော့ area ပြင်မှာနေသွင်းကိုများတာဆိုလို့ဘုံမောက်တစ်သိမ်းပဲရှိတယ်။ဘုံမောက်ကအဲ့လိုအနေထားနေသွင်းကို6ဂိုးလောက်သွင်းထားတယ်။အဲ့ထဲမှာမှ medical ရဲ့သွင်းကို2ဂိုးထိပါပြီးတော့နောက်ဆုံးပွဲမှာ မန်စီးတီးကိုအနိုင်ရခဲ့တဲ့ပွဲစဉ်မှာမတီကက်ကအေဒီယာထက်ကနေလှလာပါပါကံသွင်းပြီးတော့အဖိုးတန်အနိုင်ကိုသွင်းခဲ့တယ်။ချက်တက်တွေ့ဆုံမှုတွေအရကြည့်မယ်ဆိုရင်တော့လီဗာပူးသင်းကနောက်ဆုံးတွေ့ဆုံထားတဲ့9ပွဲစတိုက်မရှုံးထားဘူးနိုင်ပွဲ6ပွဲထိရထားပြီးတော့ဗီလာအနေနဲ့လီဗာပူးသင်းရဲ့ရင်ဆိုင်တဲ့နောက်ဆုံး15ပွဲမှာ2ပွဲပဲနိုင်ရထားတယ်3ပွဲတိ11ပွဲထိရှုံးထားတယ်ဆိုတော့ဒီနေ့မှာလီဗာပူးသင်းအနေနဲ့သူတို့ရဲ့အရေးတကြီးလိုအပ်နေတဲ့နိုင်ပွဲကိုဗီလာနဲ့အတွေ့မှာရယူသွားနိုင်မလားဆိုတာစောင့်ကြည့်သွားရမယ်။ဒီဘက်မှာထူးခြားတဲ့အချက်ကတော့လီဗာပူးသင်းကရာသီဖွင့်9ပွဲဆက်နိုင်ပြီးတော့ လေးဘက်ဆက်ပြန်ရှုံးထားချိန်မှာဗီလာသင်းကအရာဒီဖက်၅ဘက်ဆက်နိုင်ဝဲပျောက်ပြီးတော့နောက်ဆုံးလေးဘက်ဆက်ပြန်နိုင်ထားတယ်။နှစ်သင်းရဲ့လက်ရှိဖောင်တွေကတော့ပြောင်းမြန်အချိုးကျနေတာကိုတွေ့ရတယ်။ဒီဘက်မှာလီဗာပူးသင်းကအရေးတကြီးနိုင်ဝဲလိုအပ်တယ်။ဒီဘက်ပြီးရင်လီဗာပူးသင်းကဂျာရက်ထဲမှာရီယယ်မက်ဒရစ်နဲ့ချန်ပီယံလိကစားဖို့ရှိသလိုလာမယ့်ဘက်မှာလည်းမန်စီးတီးနဲ့ကစားမယ်ဆိုတော့ဒီဘက်မှာမနိုင်ရင်တော့လီဗာပူးသင်းရဲ့အခြေအနေတွေကပိုပြီးတော့အနေအများတဲ့အနေထားကိုရောက်လာနိုင်တယ်ဆိုတော့ဒီဘက်ကိုတော့လီဗာပူးသင်းကပ်ပြီးတော့နိုင်ရသွားမယ်လို့ထင်တယ်။ ဒီပွဲအကြိုက်ကိုရွေးပါဆိုရင်တော့အပြန်အလှန် twin ကိုတွေများမဲ့ဘက်မှာကျွန်တော်နေခြင်းနဲ့အခုကျွန်တော်တင်ဆက်ပေးခဲ့တာကတော့စနေနေ့မှာရှင်ပြိုင်ကစားသွားမယ့်အသင်းကြီးတွေနဲ့ပတ်သက်တဲ့အမြင်လေးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ commentary ပိုင်းဆို YouTube channel လေးကိုစောင့်ကြည့်အားပေးကြတဲ့ညီကိုတယောက်ကျေးဇူးကိုကျေးဇူးတင်ပါတယ်နောက် video တွေမှာပြန်ဆုံပါမယ်